အင်ချန်တော့စိတ်ခတ်ကြပါတယ်လူတွေကအင်ချန်တော့စိတ်ခတ်ကြတယ်ကိုယ်အင်ချန်နေမှာအဝေးမခံဘူးသို့တော့ကုသနာမှာတိလားနဲ့ပတ်သက်လို့ကတော့ကျူးလွန်ဖောက်ဖြစ်စီရှိတော့အဲ့ကြအဲ့ဒါစီရှိဖို့လို့ရပေါ့မလုတဲ့နာကိုမလုရဘူးမပြောတဲ့နာကိုမပြောရဘူးတိလားဆိုတာပိုင်ချစိကံနော်ကိုနဲ့ပြောရမယ့်ဟာနဲ့ပတ်သက်ပြီးစိကံထားတယ် လောရမနဲ့ပတ်သက်ပြီးစီကံထားတယ်အဲ့ဒါကိုသီလသမ္ပရာလို့ခေါ်တယ်ဒိဋ္ဌိသမ္ပရာဆိုတာကြတော့ဘာလို့ဆိုခံယူချက်အယူဆဒိဋ္ဌိသမ္ပရာဆိုတာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်သမ္ပရာပြည့်စုံမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ရှိတယ်လို့မှားတဲ့အမြင်လည်း ရှိတယ်ဥပမာမဲ့မှန်ကန်တဲ့အမြင်က၁၀ချက်မှားတဲ့အမြင်က၁၀ချက်လို့ထားတယ်နော် အဓိကအနစ်ချုပ်ကတော့ဘာလို့ဆိုရင်ကံတရားရဲ့အကျိုးကိုညင်းပယ်တာမနဲ့မတဲ့အမြင်ပဲနတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိဟုတံဆိုရဲအဲ့ဒီစကားလုံးကစာပြီးဆက်ကျဲဟောထားတာရှိတယ်ပြောဆိုဗျာနတ္ထိဒိဏံဆိုတာပေးရကဏ္ဍလှူတာအကျိုးမရှိဘူးပြောတာကျိုးရှိတာပေါ့ပေးလိုက်လို့ရှိရင်ကိုယ်လွတ်တယ်ပေါ့ဒုက္ခရောက်မှတော့လွတ်သေးတယ်ပေးတာအကျိုးရှိတာပေါ့မရှိပဲနေမလား เนาะပေးလိုက်လို့ရှင်ဒုက္ခမရောက်ဘူးနတ္ထိဒိဏနတ္ထိယိဋ္ဌံအကြီးကျယ်လူတဏအကျိုးကျိုးရှိတယ်ခုတပုဇောပတ္တာအကျိုးရှိတယ်တော့ကိုလို့တဲ့အဟာတခုကအလဟသမဖြစ်ဘူးသူကသဘာဝတရားဆိုတာတုံ့ပြန်မှုရှိတယ်ဘယ်ဟာမှအလကသမဖြစ်ဘူးကိုလို့တဲ့အတိုင်းပြန်ပြီးတော့တုံ့ပြန်တော့ဘောနော်အဲ့တော့ထေထိတံမရာဆိုတာအဲ့ဒါကိုလက်ခံပြေရကနာ လူရတနာချိုးရှိတယ်လို့လက်ခံအဲ့ဒါ၃ခုအဋ္ဌိဒုက္ကဋဒုက္ကဋနာကာမနံဖလံဝိပါကောကုသကံအာဟုသကံရဲ့အကျိုးလက္ခဏာတစ်ခုနော်၄ခုရှိသွားတယ်အဋ္ဌိပရောလောကောအဋ္ဌိအယံလောကောအဋ္ဌိပရောလောကောဒီလောကဆိုတာရှိတယ်ပရလောကဆိုတာရှိတယ်အဲ့ဒါ၅ခုနောက်တစ်ခါအဋ္ဌိမတာအဋ္ဌိပိတာ အမေကိုပြုစုလုပ်ချွေးတာအကျိုးရှိတယ်အမေကိုစော်ကားရင်အပြစ်ရှိတယ်အဖေကိုပြုစုလုပ်ချွေးတာအကျိုးရှိတယ်အဖေကိုပြုစုလုပ်ချွေးတာအစော်ကားရင်အပြစ်ရှိတယ်ဟောအဲ့ဒါကနှစ်ခုအဋ္ဌိဩပပတိကတတ္တာတေပြီးရင်ပြက်မွေးမဲ့တရားဆိုတာရှိတယ်ယဟနာကလွှဲရင်ဇန္နာရီကပြန်ဖြစ်မှာပဲနိအဲ့ဒါမရှိဘူးလို့ဆိုရင်ဒါအယူဆမှားတာတကယ်ရှိတယ်လို့ဆိုလို့ နောက်နောက်ဆုံးကတော့အဋ္ဌိလောကေသမက္ကတာသမပတိပန္နာလောကကြီးအကြောင်းကိုမှန်သိပြီးတော့အကျင့်ကောင်းလို့ထူးချင်းထမြက်တဲ့အသိဉာဏ်ရသွားတဲ့ပုဂ္ဂိုလ်ကြီးဆိုလိုတာဖရာလောကမှာအသိဉာဏ်ကြီးမားတဲ့ဖရာဆိုတာရှိတယ်လို့လက်ခံအဲ့ဒီလက်ခံတဲ့အချက်၁၀ချက်အဲ့ဒီ၁၀ချက်နဲ့ပြည့်စုံလို့ရှိရင်ထေတိတမရာလို့ခေါ်တယ်နော်ထေတိတမရာလို့ခေါ်တယ်အဲ့ဒီဒိဋ္ဌိတမရာ မင်္ဂနဲ့အမြင်နဲ့ပြည့်စုံတယ်တခြားတက္ကရာဒိဋ္ဌိလို့ဘာလို့ဒါတွေပြောတာမဟုတ်ဘူးနတ္ထိကဒိဋ္ဌိဆိုတာခုနမရှိဘူးလို့ညင်းဆိုတာအဲ့ဒါရဲ့ဆန့်ကျင်မဲ့ရှိတယ်လို့လက္ခဏာဒိဋ္ဌိတံတရာပဲနော်အဲ့လိုဆိုလို့တယ်အဲ့တော့ဆိုလို့တာနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်ကိုလုထာကိုရတယ်ဆိုတာလက္ခဏာပဲလေကိုလုထာကိုရတယ်လောကကြီးဟာကိုလုထာကိုရတယ်လောကကြီးမှာ အကျိုးပြုတာတွေရှိတယ်။နောက်ဘဝဆိုတာရှိတယ်ဆိုတာလက်ခံတာပဲ။အဲ့လက်ခံလို့ရှိရင်ဒိဋ္ဌိသမ္ပရာ။အဲ့တော့သီလသမ္ပရာသီလရှိရမယ်ဒိဋ္ဌိသမ္ပရာမြင်ရှိရမယ်။